ဒုတိယကမ္ဘာစစ်ကြီးဟာကမ္ဘာတိုက်ကြီးများအနက်ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတော့မဟာမိတ်တပ်ဖွဲ့များအနေနဲ့မိမိနဲ့ယင်းဤကျောင်းဝင်တဲ့ဒေသများမှာသာမကမကျွမ်းကျင်တဲ့ဝေးလံခေါင်တည်တဲ့ကမ္ဘာဒေသများမှာပါပြင်းထန်စွာတိုက်ခိုက်ခဲ့ကြရပါတယ်။ကမ္ဘာတမိုင်းဆောင်မျက်နှာတွေမှာတိတ်မထင်ရှားပေမဲ့အရေးပါမှုအရာမှာမလျော့တဲ့စစ်မျက်နှာတစ်ခုကတော့ဘာမာကမ်ပိန်းလို့ခေါ်တဲ့မာပြည်ဒေသ80ဒေါ်လာရေးစစ်မျက်နှာပဲဖြစ်ပါတယ်။ 1948ဒီဇင်ဘာကနေ1945အထိ၄နှစ်နီးပါးကြာမြင့်ခဲ့တဲ့ဘာမားကမ်ပိန်းစစ်မျက်နှာကြီးမှာမဟာမိတ်တပ်တွေနဲ့ဖက်ဆစ်ဂျပန်တို့အင်အားသိမ်းချီအသုံးပြုတိုက်ခိုက်ခဲ့ကြပြီးတော့နှစ်ဖက်အထိကအကြဆုံးဟာလဲနှစ်သိန်းစီလောက်ရှိခဲ့တဲ့အထိပြင်းထန်ခဲ့ပါတယ်။တောနဲ့ရှုံမြောင်တောင်တန်းတွေပေါ်များတဲ့ဗမာပြည်ဒေသရဲ့ဖက်ဆစ်တော်လှန်ရေးစစ်မျက်နှာမှာတိတ်ဆိတ်စွာပါဝင်အစွမ်းပြခဲ့တဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့လက်နက်တစ်ခုကတော့စစ်ဘက်သုံးစက်မဲ့လျင်ဂလိုက်ဒါတွေပဲဖြစ်ပါတယ်။အင်ဂျင်မပါတဲ့ဒီဂလိုက်ဒါစက်မဲ့လျင်တွေဟာမမာပြည်ဝီဟင်တလွားပြန်ဝဲပြီးပြင်းထန်လာတဲ့ဒီစစ်ပွဲကြီးအတွင်းထောက်ပတ်ပို့ဆောင်ရေးအကက်ခဲစိန်ခေါ်မှုတွေကိုအမှုထူးခြားစွာဖြစ်ရှင်းပေးခဲ့ပါတယ်။ဘာမာကမ်ပိန်းဖက်စစ်တော်လှန်ရေးစစ်မျက်နှာမှာမဟာမိတ်တပ်တွေအနေနဲ့ရင်ဆိုင်ရတဲ့ရန်သူက အင်အားကြီးမားတဲ့ Pacific Japan ရဲ့ Burma Area Army တွေမကပါဘူးဗမာပြည်ရဲ့ပထဝီမြေမျက်နှာတွင်ပြင်ဟာလဲကြီးမားတဲ့ရန်သူအလားဖြစ်ခဲ့ပါတယ်ဆုံးမရှိဘူးလို့ထင်ရတဲ့ရိုးမတော်ကြီးတွေမဆောက်တဲ့တောင်တန်းတွေဟာတဘာဝခံတက်ကြီးသူဖွယ်ပြီးရှိနေခဲ့ပါတယ်မရမစဲပဲရွာသွန်းလေးရှိတဲ့မိုးရာသီဟာလဲလမ်းတွေကိုနွန်အိုင်တွေအဖြစ်ကြောင်းလဲပြီးပါတယ်ဒါကြောင့်မဟာမိတ်တပ်တွေအနေနဲ့ တပ်ဖွဲ့ဝင်တွေကိုထောက်ပံ့ပို့ဆောင်ခြင်းစစ်ရန်တရားတွေရွှေ့ပြောင်းခြင်းနဲ့ဖိုးစစ်ဆင်တိုက်ခိုက်ခြင်းလုပ်ငန်းတွေမှာအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။ရှေ့တန်းစစ်မျက်နှာမှာရန်သူနဲ့ရင်ဆိုင်ပြီးနယ်မြေတွေတိမ့်ပိုက်တိုက်ခိုက်တဲ့သမယိုးကျစစ်စင်ရေးတွေအပြင်ဖက်စစ်ဂျပန်ထိမ့်ချုပ်ထားတဲ့ဗမာပြည်အနက်ရန်သူနယ်မြေတွေထဲတပ်ဖွဲ့ဝင်တွေကိုပို့ဆောင်စိတ်ဝင်စေပြီးထိုးပတ်ဝင်ရောက်တိုက်ခိုက်တဲ့စစ်စင်ရေးနည်းလမ်းတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။ ရန်သူနယ်မြေတွေအတွင်းနှဆိုင်စွာထုပ်ပတ်ဝင်ရောက်တိုက်ခိုက်နေတဲ့တပ်ဖွဲ့တွေကိုထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒါတွေကိုဖြည့်ရှင်းနိုင်ဖို့စမ်းသစ်တဲ့နည်းလမ်းတွေလည်းလိုအပ်လာပါတယ်။ဒါကတော့ဂလိုက်တာလို့ခေါ်တဲ့ဆက်မဲ့လေယာဉ်ပါ။အင်ဂျင်မပါတဲ့ဒီဂလိုက်တာလေယာဉ်တွေဟာမဟာမိတ်တွေရဲ့အစ်စ်မြေပြင်မှာကြုံတွေ့နေရတဲ့အခက်အခဲစိန်ခေါ်မှုတွေအတွက ဖြေတစ်ခုဖြစ်ခဲ့ပါတယ်ဒီဆက်မပါတဲ့ glider တွေကို engine တက်လင်းတွေကကျိုးနဲ့ဆွဲပြီးပြန်တန်းရပါတယ်တတ်မှတ်ထားတဲ့နေရာရောက်တဲ့အခါကျိုးကိုဖြုတ်ချလိုက်ပြီး engine တက်လင်းကဆက်လက်ပြန်တန်းထွက်ခွာသွားပါတယ်ကြံနေခဲ့တဲ့ glider ဆက်မဲ့လင်းကတော့တောင်ပံတွေရဲ့အားနဲ့လေဟုန်စီးပြန်ဝဲပြီးစစ်စင်ရေးနေရာမှာရှိတဲ့ဆင်းသက်လို့အဆင်ပြေနိုင်လောက်တဲ့နေရာချင်းလေးတွေအသေးအချာမြင်ကြည့်ထားတာမျိုးမဟုတ်တဲ့မြေကွက်လက်လူနေရာတွေပေါ့ ရန်သူမသိအောင်တိတ်ဆိတ်စွာပြန်ဝဲဆင့်သက်ရပါတယ်။ဒရင်ဆက်တံမကြားပဲဒီလိုတိတ်ဆိတ်စွာဆင့်သက်နိုင်စွာဟာစက်မက်ဂလိုက်ဒါတွေရဲ့ကျောင်းဆောင်ရည်ကောင်းတစ်ခုဖြစ်ပါတယ်။စက်မက်ဂလိုက်ဒါတွေဟာစစ်သည်တပ်သားတွေကိုတင်ဆောင်နိုင်ုံသာမကအရေးကြီးတဲ့ထောက်ပံ့ရေးပစ္စည်းတွေစက်ရန်တရားတွေနဲ့အပေါ်စားရင်တွေကိုပါတင်ဆောင်ပြီးတမယိုးကျထောက်ပံ့ပို့ဆောင်ရည်နည်းတွေရဲ့ ပို့ဆောင်ပေးနိုင်တဲ့အကန့်အသတ်ကိုကျော်လွန်နေတဲ့စစ်စင်ရေးတွေအတွက်လိုအပ်တဲ့နေရာတွေအထိတိုက်ရိုက်ပို့ဆောင်ပေးနိုင်ပါတယ်။ဒီစစ်စင်ရေးမှာအသုံးပြုခဲ့ကြတဲ့ British Horsa လို့ခေါ်တဲ့ glider နဲ့ American တို့ရဲ့ဗက်ဇွန်3 Wiko CG4A glider တွေဟာဘာမာကမ်ပိန်းဗမာပြည်ဖက်စစ်တော်လှန်ရေးစစ်မျက်နှာမှာထူးခြားတဲ့စွမ်းဆောင်ရည်ကိုစီနဲ့အသုံးတော်ခံခဲ့ကြတာဖြစ်ပါတယ်။ဖက်စစ်တော်လှန်ရေးဗမာပြည်စစ်မျက်နှာမှာ glider ဆက်မဲ့လေယာဉ်ကိုအဓိကအသုံးပြုခဲ့တဲ့ စစ်စင်ရေးတစ်ခုကတော့ဗိုလ်မှူးချုပ်အော်ဒီဝင်းကိဦးဆောင်တဲ့ Chinted Operation လို့ခေါ်တဲ့ချင်းသွေးစစ်စင်ရေးမှာဖြစ်ပါတယ်ဒီစစ်စင်ရေးဟာဖက်စစ်ဂျပန်လို့ထိမ့်ချုပ်ထားတဲ့ရန်သူနယ်မြေတွေနက်ရှိုင်းစွာ ထိုးပေါက်ဝင်ရောက်ပြီးတော့ရန်သူရဲ့ထောက်ပံ့ရေးလမ်းကြောင်းနဲ့စိတ်သက်ရေးရာတွေကိုပြတ်ပြတ်အောင်နှောက်ရက်တိုက်ခိုက်နိုင်ဖို့အတွက်ရည်ရွယ်တဲ့စစ်စင်ရေးဖြစ်ပါတယ်ဂလာဒါဆက်မဲ့လင်းတွေဟာဒီစစ်စင်ရေးကြီးမှာရဲရင်စွာတွားရောက်တိုက်ခိုက်ခဲ့ကြတဲ့မဟာမိတ်စစ်သည်တွေကိုအဓိကပို့ဆောင်ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ် ရင်းစင်းသက်လို့ရတဲ့နေရာတွေနဲ့ဝေးကွာတဲ့နေရာတွေမှာစစ်စင်ကြီးတပ်ဖွဲ့ဝင်တွေဝင်ရောက်လှုပ်ရှားတိုက်ခိုက်နိုင်မှုအ धिक အခန့်ကဏ္ဍကပါဝင်ခဲ့ပါတယ်စစ်စင်ကြီးတပ်ဖွဲ့ဝင်တွေကိုတဲပို့ပေးမှုကစစ်စင်ကြီးအဖွဲ့စတင်အခြေချဖို့ပြင်ဆင်ရမှာအရေးကြီးတဲ့ကျိုးမဲ့ဆက်သွယ်ရေးကိရိယာစက်ရန်တရားဝန်တင်လာစတာတွေကိုပါဂလိုက်တာတွေနဲ့တဲပို့ကြရပါတယ်အချို့နေရာတွေမှာ ဘူဒိုဇာမြေထိုးဆက်တွေရန်တရားတွေတင်လာတဲ့ဂရိုက်တာတွေဟာရန်သူနဲ့နီးကပ်တဲ့နေရာတွေမှာတိတ်ဆိတ်ဆင်းသက်ပြီးတော့လေရင်တွေဆင်းသက်နိုင်ဖို့ရှင်းလင်းမြည်ကြီးတာတွေကိုရန်တရားတွေနဲ့ချက်ချင်းလုဆောင်ကြပါတယ်အဲ့နောက်နောက်ကလိုက်လာတဲ့စစ်တီတင်ဆောင်လာတဲ့လေရင်တွေဆင်းသက်တက်ဆွဲပြီးတော့ရန်သူတွေကိုတိုက်ခိုက်ကြပါတယ်ဒါကြောင့်မြေပြင်ကနေပုံမှန်ခြေတက်တိုက်ခိုက်တာထက်ပုံမှန်ထိရောက်တဲ့ရလဒ်တွေကိုမဟာမိတ်တပ်တွေရရှိခဲ့ကြပါတယ်စစ်စင်ကြီးတွေလိုအပ်တဲ့လက်နက်ခဲယမ်းစေးဝါးနဲ့ခြေခါတွေကိုပုံမှန်ဖြစ်တင်းပေးနိုင်ဖို့အတွက်လည်း လိုက်တာတွေပေါ်အများကြီးအားထားခဲ့ကြရပါတယ်။တောနဲ့ကြီးကျက်ကကွင်းပြင်လေးတစ်ခုကိုတိတ်တဆိတ်နဲ့လေဟုန်စီးပြီးဆင်းလာတဲ့ဂလိုက်တာတစ်စင်းကိုမြင်အောင်ကြည့်လိုက်ပါ။တစ်ခါတည်းမှာဒီဂလိုက်တာတစ်စင်းအောင်မြင်စွာဆင်းသက်နိုင်မှုဟာဂျန်တုနယ်မြေထဲရောက်ရှိနေကြတဲ့စစ်စင်ကြီးတပ်ဖွဲ့ဝင်တွေအတွက်ကတော့အသက်ကယ်ကြိုးတစ်ချောင်းလိုအရေးပါလာပါတယ်။ဒုတိယကမ္ဘာစစ်ကာလစစ်စင်ကြီးတွေမှာဂလိုက်တာအသုံးပြုခဲ့တဲ့ဒီဒေးကန်တက်တိုက်ပွဲအပအဝင်ဥရောပစစ်မျက်နှာနဲ့ရှင်ဘာမာကမ်ပိန်းဘာမာပြည်စစ်မျက်နှာမှာ လိုက်တာရဲ့အခန်းကဏ္ဍကိုမှတ်တမ်းတင်ထားတာပုံနှဲပေမဲ့လည်းဖက်စစ်ဂျပန်တို့ထိမ့်ချုပ်ထားတဲ့ဗမာပြည်ဒေသတွေကိုထုတ်ပတ်ဝင်ရောက်နိုင်ခဲ့မှုနဲ့တပ်ဖွဲ့တွေကိုထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်တွေမှာဂလိုက်တာတွေဟာအဓိကအရေးကြီးတဲ့ကဏ္ဍမှာပါဝင်ခဲ့ပါတယ်။ဗမာပြည်စစ်နက်နာမှာဆက်မဲ့လေရင်တွေကိုအသုံးပြုခြင်းကမဟာမိတ်တပ်တွေအတွက်အားသာချက်တစ်ခုဖြစ်ခဲ့ပါတယ်။နေရာချင်းပြီးမရှင်းလင်းထားတဲ့နေရာတွေမှာဂလိုက်တာဆက်မဲ့လေရင်တွေရဲ့စစ်တပ်နိုင်စွမ်းဟာအင်မတန်တန်ဖိုးရှိခဲ့ပါတယ်။ တိတ်ဆိတ်စွာဝဲပြန့်ချင်းကပ်နိုင်မှုဟာလည်းရန်သူနယ်မြေတွင်ထိုးပေါက်ဝင်ရောက်နိုင်မှုတို့ယူဟာမြောက်အရေးပါလှပါတယ်။ကြီးမားတဲ့ဝန်စီတွေထောက်ပံ့ရေးပစ္စည်းတွေကိုဂလိုက်ဒါတွေနဲ့ရှည်တန်းထိတိုက်ရိုက်ပို့ဆောင်ပေးနိုင်မှုကလည်းထောက်ပံ့ပို့ဆောင်ရေးပိုင်းကက်ခဲနဲ့ရင်ဆိုင်နေရတဲ့စစ်မျက်နှာတွေအပြောင်းလဲဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့တိတ်ဆိတ်တဲ့တောင်ပံများလို့တင်စားခံရတဲ့ဂလိုက်ဒါဆက်မဲ့လေယာဉ်တွေရဲ့လွှမ်းဆောင်ရေးဟာလည်းကန့်သက်ချက်တွေကတော့ရှိနေခဲ့ပါတယ်။အင်ဂျင်မပါပဲ ဒီဟုံစီပြန်ဝဲနေရတာဖြစ်တဲ့အတွက်ရန်သူကတွေ့ပြီးပြစ်ခတ်ခံရတဲ့အခါချောင်းတိန်ပြန်တန်းနိုင်ဖို့ခက်ခဲလှပါတယ်။ဒီဟုံစီပြီးဆင်းသက်ရတာဖြစ်တဲ့အတွက်ကြမ်းတမ်းတဲ့မြေပြင်အနေထားပေါ်ဆင်းသက်ရတဲ့အခါအမှားယုံမခံပါဘူး။ဒီဟုံစီပြန်ဝဲနေရင်ထူထပ်လာတဲ့တောအုပ်တွေကြားထဲမှာဆင်းသက်လို့ရနိုင်တဲ့နေရာလေးတစ်ခုကိုရှာဖွေနိုင်ဖို့ကလည်းခက်ခဲပါတယ်။ဒီပေါ်မှာကြာကြာမပြန်နိုင်တဲ့အတွက်အချိန်လည်းတိတ်မရပါဘူး။ဂလိုက်ဒါတွေရဲ့ဝန်စီတဲဆောင်နိုင်စွမ်းကလည်းဆက်တက်လျင်တွေနဲ့ရှင်ရင်တော့နေပါလာပါတယ်။ အောင်မြင်တဲ့ glider စစ်စင်ရေးတစ်ခုစီတိုင်းရဲ့နောက်ကွယ်မှာအန်ဒီယန်များလာတဲ့ခြေနေတွေကြားမှာအင်ဂျင်မပါတဲ့ဒီလင်တွေကိုကျွမ်းကျင်စွာထိန်းကျောင်းမောင်းနှင်ဆင်းသက်ပေးခဲ့ကြတဲ့ရဲရင့်တဲ့အလျင်မှုတွေရှိပါတယ်။တင်းငယ်ချင်းမြောင်းလာတဲ့တောထဲကနေရာလွတ်လေးမှာဆက်မဲ့လင်းကိုဘေးကင်းစွာဆင်းသက်နိုင်ဖို့ဆိုတာကျွမ်းကျင်မှုနဲ့ရဲရင့်မှုတို့လိုအပ်ပါတယ်။အတွင်းမှာလိုက်ပါလာတဲ့စစ်တီတွေအပေါ်မှာလည်းဆက်တမ်းမကြားရတိတ်ဆိတ်ပြီးထိန်းကျုပ်ဖို့အခွင့်အရေးတိတ်မရှိတဲ့ဒီဆက်မဲ့လင်းနဲ့ရန်သူနယ်မြေ ောင်းတဲ့ကြီးတဲ့ကိုဒေဘော်ကနေတီအီနဲ့ဆင့်သက်ရတဲ့အတွေ့အကြုံဟာစိတ်လုံရှားစရာကောင်းတယ်လို့ပဲကြောက်မက်ပွဲလဲကောင်းခဲ့ကြမှာပါဘလို့ပဲဖြစ်ဖြစ်သူတို့ဟာလျင်မှုတွေနဲ့အားနည်းတဲ့တောင်ပန်တစုံပေါ်သူတို့ရဲ့ယုံကြည်မှုကိုပုံအပ်ထားပြီးစီးနင်းလိုက်ပါခဲ့ကြရပါတယ်ဂလိုက်ဒါစစ်စင်ကြီးတွေမှာပါဝင်ခဲ့ကြသူတွေရဲ့အတွေ့အကြုံဇလန်းတွေဟာတိုက်ရင်မှုတွေခြေရင်တက်ဖွဲ့တွေရဲ့အတွေ့အကြုံဇလန်းတွေထက်ဒုတိယနည်းပြင်မြမပြည်ဒေသအတွင်းဖက်စစ်တော်လှန်ရေးတိုက်ပွဲတွေမှာ မဟာမိတ်တပ်ဖွဲ့တွေရဲ့အခက်အခဲတွေကြားစံတစ်တီချွင်တဲ့နည်းတွေနဲ့ရဲရင်စွာစ조사အထုတ်တိုက်ခိုက်ခဲ့ကြတဲ့ပုံသက်တည်တစ်ခုဖြစ်ပါတယ်။ခက်ခဲကြမ်းတမ်းတဲ့စစ်မျက်နှာဖြစ်တဲ့ဘာမာကမ်ပိန်းဗမာပြည်ဒေသဖက်စစ်တော်လှန်ရေးစစ်မျက်နှာမှာစစ်ဘက်သုံးစစ်မဲ့လေယာဉ်တွေဟာအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ခဲ့ပါတယ်။ဒီတိတ်ဆိတ်တဲ့တောင်မန်အစုံတွေဟာရန်သူနယ်မြေအတွင်းမှာနှက်ဆိုင်စွာထိုးပေါက်ဝင်ရောက်တိုက်ခိုက်လှုပ်ရှားနေတဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေကိုအသက်ဆက်စီခဲ့ပြီးထောက်ပံ့ပို့ဆောင်ပေးခဲ့ပါတယ်။ဒါကြတဲ့စစ်မဲ့လေယာဉ်တွေဟာ ်အန္တရာယ်များတဲ့ယင်ဖြစ်ပေမဲ့လည်းဗမာပြည်ဒေသပထဝီအနေထားထောက်ပံ့ပို့ဆောင်ရေးအခက်အခဲတွေကိုကြော်လွှားနိုင်မှုစံသစ်တီထွင်တဲ့ဖြစ်ရှင်းနည်းဖြစ်ကြောင်းတက်သေးပြနိုင်ခဲ့ပါတယ်။ဒါအပြင်ရှုပ်ထွေးခက်ခဲတဲ့ခြေနေပေါင်းများစွာရင်ဆိုင်ခဲ့ကြရတဲ့ဒီစစ်နယ်နာမှာမဟာမိတ်တပ်ဖွဲ့တွေရဲ့ကြံရည်ခံရည်နဲ့ပါနတ်မှုတွေကိုပြတ်တန့်နေတဲ့အကြောင်းအရာတာဒဂတ်တစ်ခုလည်းဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။